ူတယောက်ရဲ့အတွေးဟာသူ့ရဲ့ဘဝပါပဲအတွေးဟာစွာရှိတယ်ကောင်းတာတွေတွေးတာညာရင်ကောင်းတာတွေပိုလုံးဖြစ်မယ်ကောင်းတဲ့အရာတွေနဲ့ပိုအချိန်ကုန်ပါများတဲ့အခါမှာကောင်းတဲ့ကံကောင်းတဲ့အရာနဲ့ကြော်ရှင်မှုတွေရမယ် လုံနိုင်တယ်ဆိုတဲ့စွမ်းအားခွန်အားတွေရမယ် positive energy တွေပြည့်နှံ့နေမယ်မကောင်းတာတွေတွေးတာများရဲ့မကောင်းတာတွေပိုလို့ဖြစ်မယ်မကောင်းတာတွေပိုပြောဖြစ်မယ် negative ပတ်ကိုရောက်စေတဲ့အထွေးတွေတွေးတာများလာတဲ့အခါမှာတိမ်ငယ်စိတ်တွေဝင်မယ်ကြုံကြည်မှုတွေလျှော့ချမယ် ခွန်အားတွေကုန်ခန်းမယ်တလောကလုံးကိုကပဲအထီးကျန်ဆုံးကိုကပဲကံအဆိုးဆုံးလို့တွေးတတ်တဲ့အထီးနေမောနေတတ်ပါတယ်ဒါကြောင့်ကို့အတွေးကိုဂယူးဆိုင်ပါ အတွေးတွေဟာစွာရှိတယ်ကို့အတွေးနဲ့ကို ကို့ဘဝကိုနေမောအားလှုပ်တဲ့သူမဖြစ်ပါစေနဲ့ ို့အထွေးနဲ့ကိုကို့ဘဝကိုတိုးတက်မြင်မာရဲ့လူပဲဖြစ်ပါစေအခုဒီဗီဒီယိုလေးကို share လို့ရပါတယ်